နိုင်ငံသားကပလတ်စတစ်အိမ်သုံးပစ္စည်းတွေတမိုးလုံးဖျောက်စိနေပလတ်စတစ်ခေကြီးအချိန်ဟုန်မြင့်ကြီးထွားလာနေခြင်းရိုးရာလက်မှုအိမ်သုံးပစ္စည်းတွေအတွက်ဈေးကွက်ကျင်းမြောင်းလာပါတယ်။တောင်းစကောပန်းချိန်ချင်းပြပြက်စီခုံဖနက်အုံးစံခြေတုပ်ခုံစတဲ့ပြည်ရင်းပစ္စည်းတွေပြက်ကွယ်ရတော့မှာလား။အသက်လဲကြီးလာပြီးကျန်းမာရေးလည်းမကောင်းတော့လို့တခြားပစ္စည်းတွေပြောင်းပြီးမရောင်းကျင်တော့တဲ့အိမ်သုံးလက်မှုပစ္စည်းတွေ နှစ်ပေါင်းများစွာရောင်းချလာတဲ့ကြီးမြင့်နိုင်ကန်နာစီကဒေါ်လာမြင့်တရာသူ့ဆိုင်လေးကိုပိတ်တော်မယ်လို့ဆိုပါတယ်ကိုကအကောင်လုံးဘာသာ plastic ပစ္စည်းတွေဝင်တယ်အကောင်လုံးကကန်ထိုင်လို့ပါတော့ကို plastic ပစ္စည်းကဝင်များတော့ဒါလေးသိပ်သုံးပေါ့အောက်ထုတ်လည်းပါတယ်အကောင်လုံးဝယ်ကြတယ်ကောမကောမကောတော့ကိုကဒီလုပ်ကိုလုပ်နေတော့ကိုပဲဆက်လုပ်နေရတာကိုကဒါလုပ်တော့ဒါလုပ်ဆိုတာဒါပဲရောင်းကိုလည်းမကောနိုင်ဘူးအဲ့ဒါလာဖို့လည်းပဲရောင်းရမှာကဒါမလုပ်နိုင်ကျမရင်မကောကျမတို့ရင်မရောင်းဖြုတ်မှာ အေးမြန်ရှော့ပြီးဒီမှာစိုင်ကိုမလုပ်တော့ဘူးတိန်းတော့မှာမရအောင်နောက်ထပ်ဖြတ်ပြီးတော့မပြောင်းတော့မြန်မာမိသားစုတွေရဲ့အိမ်တွေမှာမရှိမဖြစ်ပစ္စည်းတွေတုံးဆွဲသူတွေနေပါလာနေပါပြီတွန်တေးကော်မှု မော်ဘီတိုက်ကြီးစတဲ့ရန်ကုန်ပတ်ဝန်းကျင်တဝိုင်းကျေးရွာတွေကနေထုတ်လုပ်တဲ့ဒီလက်မှုအိမ်သုံးပစ္စည်းတွေဟာရန်ကုန်မြို့ပေါ်ကမိသားစုအိမ်တွေကိုဥတီရောင်းချခဲ့တာပါအခုတော့ပလတ်စတစ်အိမ်သုံးပစ္စည်းတွေအစားထိုးနေရာဝင်ယူလာနေပါပြီ ကုန်ကျန်းပစ္စည်းဖြစ်တဲ့ဝါကရှားသလိုဝါးစည်းလည်းမြင့်လာစားတော့ကုန်စည်းနဲ့လက်ခတွေကလည်းတက်လာတဲ့ကြားထဲတည်ယူပို့ဆောင်ရေးစရိတ်မထောင်းတာပြန်တော်မူလက်မှုအိမ်သုံးပစ္စည်းတွေရဲ့ဈေးနှုန်းကမချိုသာတော့တာကလည်းအမှန်ပါအေးစိန်ဈေးမှာအိမ်သုံးလက်မှုပစ္စည်းတွေနှစ်30လောက်ရောင်းချနေတဲ့ဥကျော်ရွှေကတော့နိုင်ငံသားတွေကအမှတ်တရအဖြစ်တစ်ခါတည်းရန်မှသာလာဝယ်ကြတော့တယ်လို့ပြောပါတယ်မြန်မာမိသားစုတွေရဲ့အိမ်တိုင်းမှာဒီလက်မှုပစ္စည်းတွေဝယ်ယူမှုက ပြီးခဲ့တဲ့၄ငါးနှစ်တွင်ထောက်လျှောက်ကြဆင်းလာတယ်လို့ဆိုပါတယ်။ဝါပိုင်ရှင်တွေကဝါကြံတွေကိုရောင်းတယ်ကိုကြီးကဒီဝယ်တဲ့လူတွေကဝါကိုဆက်မလုပ်ပန်းနဲ့ဝါဖုတ်လိုက်တယ်ဒီအရာဆောင်နေလဲဆောက်လိုက်တော့ပေါ့ကိုကြီးကအိမ်မထောက်တော့ဝါကရှာသွားတော့ရှာတော့ဝါဝဲတာဈေးမိသွားတယ်ဈေးမိတဲ့ပြင်ကိုငကူတာပေါ့ကုန်ဆုံးတက်လာတဲ့ခါကျတော့ဒီလက်ခပေါ့ကိုကြီးကလက်ခတဲ့ပါဈေးလိုက်တက်တာပြည့်စင်မှဈေးနဲ့ပူသွားတာပေါ့အဲ့ပေါ်သိယူဈေးပေါ့ဈေးကလည်းရှိသေးတယ်လေကိုကြီးအဲ့ဒါလေးတွေချောက်နိုင်ငံသားတွေကတော့တစ်ခါတည်းယူလာတော့ပေါ့ကိုကြီးက အမှတ်တရနေတော့ပါကိုကြီးကဒီရက်တောင်တွေဝယ်ွားတာရှိတယ်အချို့တွေကဆိုရင်ဒီထွက်ချင်းတွေပေါ့လက်မလို့ဆွဲချင်းတွေဒီအမှတ်တရယူမယ်ဆိုတော့သူတို့ဝယ်ွားကြတယ်ငားနဲ့ချောင်းချောင်းအောင်ရှိပြီးထင်တယ်အဲ့လိုလောက်ထဲကပေါ့နော်ရောင်းပွဲကြလာပါပြောင်းလဲလာနေတဲ့လူတွေထိုင်မှုဘဝပုံစံတွေနဲ့မြမလက်မှုပစ္စည်းတွေနေရာဖယ်ပေးရတော့မလား globalization နဲ့ fiber တွေ plastic တွေ stainless steel တွေအတွက်တိုးဝင်လာချိန်မှာခုံပနက်တွေမြက်တပြက်စီးတွေပုံစံခြေတုပ်ခုံတွေနေရာမရတော့တာက Dejani Babin.